ရုပ်ဖြည့်စင်တစ်ခုပုံမှာမစ္စတာကီကသူ့ရဲ့မော်ပညာတွေကိုပြသနေပါရင်သူ့ရဲ့လက်ကွက်တွေကတော်တော်လေးကိုမှအထင်ကြီးစရာကောင်းပေမဲ့ကံမကောင်းစွာနဲ့ပဲပရိသတ်ကသူ့ကိုစိတ်ဝင်စားမှုမရှိကြပါဘူး။နောက်ပိုင်းမှာမစ္စတာကီဟာစိတ်ကြွယ်ရအရေးတစ်ခုမှရှိတဲ့ဟိုတယ်တစ်ခုစီကိုရောက်လာပါရင်ဝင်ဝင်ချင်းမှပဲမန်နေဂျာရဲ့ခွေကသူ့ကိုအော်ဟစ်ဟောင်းနေပါရင်မနေ့ပြန်မနေ့ဒီ area က coffee shop တစ်ခုမှသူ့ဖျော်ဖြေရမှာဖြစ်ပေမဲ့မန်နေဂျာက check in မလုပ်ခင်မှာလမ်းမညွန့်ပေးနိုင်ဘူးလို့ညင်လိုက်ပါရင်မန်နေဂျာကသူ့ကိုအခန်းစီကိုခေါ်သွားပြီးတော့စီမင်းအားလုံးကိုရှင်းပြလိုက်ပါရင် မစ္စတာကေဟာလမ်းလျှောက်ရင်းနဲ့ထောက်တနေရကကလေးငယ်တယောက်ကိုတွေ့လိုက်ရလို့လက်ကွက်တစ်ခုနဲ့လေးပြားတစ်ကောင်ထွက်လာအောင်လို့ကိုလှုပ်ပြလိုက်ပါ යි ။ဒါပေမဲ့လို့မန်နေဂျာကမျက်ဆောင်ထိုးလိုက်တော့ကလေးကထွက်ပြေးသွားပါ යි ။ဒီနောက်မှာမစ္စတာကေဟာအနားယူဖို့ကြိုးစားပေမဲ့ခရင်အောက်ကနေပြီးတော့ထွက်လာတဲ့ခြေထောက်နှစ်ချောင်းကိုတွေ့လိုက်ရတော့တုန်လှုပ်သွားခဲ့ပါ යි ။တခြားကြည့်လိုက်တဲ့အခါမှာအသက်ကြီးတဲ့အမျိုးသားတယောက်ကသူ့ကိုစိုက်ကြည့်နေတာကိုတွေ့ရပါ යි ။ထိုးသူဟာစကားတစ်ခုမှမပြောဘဲတွားသွားကအခန်းထဲကနေကိုထွက်သွားပါ යි ။အဲဒီနောက်တော့မစ္စတာကေဟာလည်းစွန့်ညံတဲ့တစ်ခုကိုကြားလိုက်ရလို့ဘီရိုကိုဖြွင့်ကြည့်လိုက်ရမှာ။ ပုံနေတဲ့အိမ်ပေါ်တယောက်ကိုတွေ့လိုက်ရပါတယ်။သူမကလည်းစကားတစ်ခုံးမှမပြောဘဲအခန်းထဲကနေကိုထွက်သွားပါတယ်။ခီဟာတကအပြင်ဘက်ကိုကြည့်လိုက်တဲ့အခါမှာကျူးကျော်ဝင်ရောက်သူနှစ်ယောက်ကစကားပြောနေတာကိုတွေ့လိုက်ရပြီးတော့သူ့ကိုတတိထားပြီးတော့သူတို့ကလည်းထွက်သွားကြပါတယ်။ခီဟာသူ့ရဲ့ခီးဆောင်အိတ်ကိုဖွင့်တဲ့အခါမှာသူ့ရဲ့ပိုစတာကိုတွေ့ပြီးတော့တဝက်ဆုပ်ပြေးပြလိုက်ပါတယ်။သူဟာဝေါ်ပိပါအောက်ကရွှေလျားနေတဲ့အရာတစ်ခုဒါမှမဟုတ်ရင်ရေယိုစိမှုကိုတတိမထားမိပါဘူး။ ။နောက်တနေ့မနေ့မှာသူထွက်သွားဖို့ပြင်ဆင်နေပြီးတော့အိမ်ပေါ်နဲ့တိုင်းပြီးတဲ့အခါမှာသူမကိုအန်အားတင့်သွားအောင်လို့လှည့်စားပြီးတော့စောင့်နှောက်လိုက်ပါတယ်။သူဟာရှောင်းလန်းအတိုင်းကိုမှဆက်လျှောက်သွားနေရင်းနဲ့နေရန်ပေါ်မှာအနီရောင်နဲ့ရေထားတဲ့ကက်တင်ရှင်ဆိုတဲ့စာလုံးကိုတရီထားမိလိုက်ပါတယ်။သူကတော့ဆက်လျှောက်လိုက်မလျှောက်လိုက်ကိုလုံးနေပေမဲ့ထွက်ပေါက်ကိုမတွေ့နိုင်ပဲနဲ့လမ်းကွေးလိုက်တိုင်းမှာလမ်းကြီးကလည်းပိတ်နေပါတယ်။ရုပ်ရည်ပိုင်လုံးတွေကထူဆန်းတဲ့ဆူညံတဲ့တခုကိုကြားလိုက်ရပြီးတော့ပိုက်တွေကလည်းတုံခါလာပါပြီ။မကြခင်မှာပဲအဆောင်တစ်ခုလုံးကတုံခါလာပြီးတော့မီးတွေလင်းတောက်လာကထူဆန်းတဲ့အတန်တွေကနေရံတွေထဲမှာပဲ့တင်ထလာပါပြီ။ အဲ့ဒီနောက်နေရာလေးမှာရှိတဲ့ပြတင်းပေါက်ငယ်လေးတွေကပွင့်လာပြီးတော့တေဂီတာပညာရှင်အဖွဲ့တစ်ဖွဲ့ဟာသူတို့ရဲ့ဒုရိယလေးတွေကိုစုညံစွာတီးခတ်ရင်းနဲ့ထွက်လာကြပါပြီ။သူတို့ဟာမစ္စတာကေစီကိုရှောက်သွားကြတဲ့အခါမှာတော့မစ္စတာကေဟာချက်ချင်းထွက်ပြေးပြီးတော့သူ့ရဲ့နောက်ကိုလိုက်နေတဲ့တီဝိုင်ကြောင့်ကြောက်လန့်တကြဖြစ်နေပါပြီ။သူဟာလေကားတွေကိုတွေ့ပြီးတော့နောက်တစ်ထပ်ကိုတက်သွားပြီမယ်လို့တီဝိုင်ကသူ့ရဲ့နောက်ကိုဆက်လိုက်လာပါပြီ။အသက်ကြီးတဲ့မျိုးသမီးတူကစုညံတန်ကြောင့်ဘာဖြစ်သွားလဲဆိုတာကိုထွက်ကြည့်ပါပြီ။ကေဟာဒီအခွင့်အရေးကိုယူပြီးတော့သူမနဲ့အတူပုံအောင်လိုက်ပါပြီ။ သူကတော့အခန်းတကားကိုပေးပြီးတော့လှည့်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီနေရာမှာအမျိုးသမီးနှစ်ဦးရှိနေတာကိုသိလိုက်ရပြီးတော့သူကတော့မေ့လေသွားခဲ့ရပါတယ်ခဏကြာမှမစ္စတာကေဟာဆိုဖာပေါ်မှာနိုးလာခဲ့ပါတယ်အမျိုးသမီးတွေကိုကိုကိုမိတ်ဆက်ပြီးတော့သူ့ကိုကော်ဖီတိုက်ပါတယ်ကေကမော်ဆီယာဖြစ်ကြောင်းသိရတော့သူတို့ကဝမ်းသာအားရဖြစ်သွားပြီးတော့လူတွေကိုထောက်ဝက်ပိုင်းနိုင်သလားဆိုပြီးတော့မေးလိုက်ပါတယ်မတမတာခန်စားရတဲ့မစ္စတာကေဟာသွားရမယ်လို့ပြောပါတယ်ဒါကြောင့်မလို့အဖွားတွေကသူ့ကိုကြမ်းပြင်းမြေပုံစီကိုခေါ်သွားပါတယ်သူဟာတင်ဒီမှာရှိရဲဆိုတဲ့နေရာကိုတွေးလိုက်ရပါမယ်ထွက်ပေါက်ကတော့မရှိပါဘူး အဖွားတွေကလေကားတွေဟာသူတို့ရဲ့ခြေထောက်အိုတွေအတွက်ကိုခက်ခဲလုံးတာကြောင့်ဟိုတယ်ကနေနှစ်ပေါင်းများစွာမထွက်ဖြစ်တော့ကြောင်းနဲ့ဒီနေရာမှာသူတို့လိုအပ်တာအလုံးရှိကြောင်းကိုပြောလိုက်ပါတယ်။သူတို့မကူညီနိုင်တာကိုတောင်းပန်ပြီးတော့နက်ဆရာစီကိုတွားတင်ကြောင်းပြောပြလိုက်ပါတယ်။မစ္စတာကေကသူတို့အတွက်ကိုပန်းတမွင်ကိုဖန်ဆင်းပေးပြီးတော့ထွက်ခွာသွားပါတယ်။သူရှောင်းလန်းလေးကိုထပ်ပြီးတော့ဖျက်ချော်ပြီးသွားတဲ့အခါမှာဆိုတော့ပြင်မိရိကပြန်ပြီးတော့လင်းတောက်လာကကလင်းငယ်တွေပြေးလွှားနေတာကိုတွေ့ရပါတယ်။မလင်နာကခန်းတစ်ခန်းကနေနောက်တစ်ခန်းကိုပြောင်းသွားပြီးတော့မစ္စတာကေကကိုကြီးတောင်းဖို့ကိုလိုက်သွားပြီးမဲ့တကားကပိတ်နေခဲ့ပါသည် သူအာယုံပြန်လည်နေတော့မှကလေးတွေဟာလည်းသူ့ရဲ့ခီးဆောင်အိတ်တွေထဲကတလုံးကိုခိုးယူပြီးတော့အခန်းတစ်ခန်းကိုပုံလိုက်ကြပါရင်မစ္စတာကေကသူတို့ကိုလိုက်ဖို့အလင်းစလိုလုံးနေပါရင်ဒါပေမဲ့လူတကားကိုဖွင့်လိုက်တဲ့အခါမှာဘေးတို့တလုံးကိုသာတွေးလိုက်ရပါရင်ထိုအချိန်မှာဒီဝိုက်ကရှောင်းလန်းရဲ့အဆုံးမှာပေါ်လာပြီးတော့စပွဲတို့နှစ်ဦးဟာဗီဒိုတဲကိုပြေးဝင်သွားပါရင်ဒါကြောင့်မလို့မစ္စတာကေကလည်းသူတို့ကိုလိုက်သွားပါရင်အခုတော့သူဟာလည်းတီဝိုက်ရှိတဲ့အခန်းထဲကိုရောက်နေပြီးတော့ခါခါကသူ့ကိုမြင်သွားကအဲ့တဲ့အတလူခေါ်ပြီးတော့စပွဲကြီးစီကိုဆွဲခေါ်သွားခဲ့ပါရင် ူရဲ့ခီးဆောင်အိတ်အတွက်ကိုအရန်ကမှစိတ်ပူနေတာကြောင့်ဂဂါကတော့ကလေးတွေကိုတွားရှာနေတော့မှာပဲဇပွဲတို့တွေကသူ့ကိုအစားအသောက်တွေကိုဆက်ပြီးတော့ကန်လန်နေပါပြီကေဟာလည်းတခြားသောအခန်းကိုကြီးဖို့ကိုစူးစမ်းတိုင်းမှာဇပွဲဘော့ကသူတယောက်ကသူ့ကိုကြွယ်နေအောင်လို့ရွှေလျားနေခဲ့ပြီးတော့ဂဂါဘလောက်တောင်မှအံ့ဩစရာကောင်းကြောင်းကိုပြောဆိုနေပါပြီမကြခင်မှာပဲဂဂါဟာအိမ်မပါပဲနဲ့ပြန်ရောက်လာခဲ့ပြီးတော့အမှုပညာအကြောင်းစပြောကသူမရဲ့ဂီတပညာရှင်တွေဟာရာဇုနှစ်ရဲ့ဖြော်ပြရေးအစီအစဉ်မှာပါဝင်နေတယ်လို့ပြောပါတယ် အရင်နောက်မှဆွေးနွေးပြင်ကကဟာလေးရေချိုးဖို့ကိုပြင်ဆင်ပြီးတော့ D1 က Mr. K ကိုအပြင်ဘက်ကိုတွန်းထုတ်ရင်းနဲ့အခန်းထဲကနေကိုထွက်သွားကြပါပြီ။ Mr. K ဟာအချင်းကိုကြည့်ပြီးတော့သူ့ရဲ့ချင်းဆူမှုကိုလွတ်သွားပြီဆိုတာကိုသဘောပေါက်သွားခဲ့ပါပြီ။စပွဲတို့တယောက်ကတော့ချော်လေပြီးတော့ဘန်တစ်ခုကိုသူ့ရဲ့လက်ထဲကိုထည့်လိုက်တဲ့အခါမှာမလင်နာကသူ့ကိုတခြားသောစပွဲထိုးတွေနဲ့တန်းစီနေပြီးတော့အောက်ထက်မိဖို့ကြောင့်စီကိုခေါ်သွားခဲ့ပါပြီ။သူ့ကိုအင်ပရွန်ဝေပေးပြီးသွားတဲ့နောက် Mr. K ဟာချက်ပြုတ်သူဒါဇင်ပေါင်းများစွာအစားအစာတွေပြင်ဆင်နေတဲ့ထုတ်လုပ်မှုလိုင်းတွေကိုတွန်းပို့ချခံလိုက်ရပါပြီ။ အန်နူကတော့မလင်နာကစပိုမှုကျောက်ရဲ့တမီဖြစ်ကြောင်းနဲ့ဒီမှာအလုပ်ရဖို့ခက်ခဲတာကြောင့် KD လို့ရတာဟာခံကောင်းကြောင်းကိုရှင်းပြနေပါပြီ။သူဟာဝင်နေမဟုတ်ဘူးဆိုတာစပိုမှုတွေကိုယုံကြည်စေဖို့ကြိုးစားတဲ့အနေနဲ့ Mr. K ဟာလည်းကျုပ်တချို့ရဲ့အလဲကွက်တွေကိုစတင်လုပ်ပြခဲ့ပြီးတော့ပစ္စည်းပြကစားခြင်းကိုတော့မှပြသလိုက်ပါပြီ။ဒါပေမဲ့လို့မလင်နာကမနေ့ဖြန်အလုပ်အတွက်ကိုအချိန်မီလာဖို့ပဲသူကိုပြောလိုက်ပါပြီ။အလုံးစင်းချင်းပြီးတဲ့အခါမှာမစ္စတာကေကိုဝန်ထမ်းအားလုံးကအရက်တောက်ပြီးတော့အိပ်ပျော်နေတဲ့အိတ်ခန်းစီကိုခေါ်သွားခဲ့ပါတယ်။ သူဟာနေရပေါ်ကသွေးရွနေတဲ့အကွဲအကြောင်းအကြောင်းကိုမှထူးဆန်းတဲ့အိမ်မက်တစ်ခုမှတ်ခဲ့ပါသည်မနမိုးလေးနဲ့ခါမှာတော့အန်တွန်ကကေကိုနှိုးလိုက်ခဲ့ပြီးတော့သူဟာလည်းသူ့ရဲ့အကောင်းစားဝတ်ဆောင်အစားအဝယ်ဟောင်းနဲ့ဝတ်နေတာကိုတွေ့လိုက်ရတော့တုံ့လှုပ်သွားခဲ့ရပါသည်ဒါနဲ့ပဲအန်တွန်ကတော့တခြားတော့လို့သူမတယောက်စီကဘောင်းမီးကိုယူပြီးတော့ဝတ်ခံလိုက်ပါသည်မိဖို့ကြောင့်မှမစ္စတာကေကပိုင်လုံးတွေကထူးဆန်းတဲ့စုညံတဲ့တွေထွက်ပေါ်လာတာကိုကြားရပါသည်ဒါပေမဲ့အန်တွန်ကတော့မကြသေးမိကရေစနစ်မှာပြဿနာရှိနေကြောင်းကိုပြောပြီးတော့မပူပန်မှုကိုပြောလိုက်ပါသည် မဆောင်နိုင်တော့တဲ့မစ္စတာကေဟာဆွန်တော့ဖြစ်မိဖို့ကြောင့်ကနေထပ်သွားဖို့ကိုကြိုးစားပေမဲ့မလင်နာကယုတ်တရက်ဆိုသလိုသူ့ကိုထူလောင်ခံတဲ့ကိုဆွဲခေါ်သွားခဲ့ပါပြီ။သူမကတော့သူ့ကိုပရိဘောဂရီနဲ့ဖိတွန်းပြီးတော့သူ့ရဲ့ဆန္ဒအတိုင်းကိုပြုမှုခဲ့ပါပြီ။အဲနောက်မစ္စတာကေကိုစုပမှုရုံးခန်းအထိကိုမှပို့ဆောင်ပြီးတော့ကျုပ်များเจ้าကိုရှင်လျားတဲ့ဟောပြောပွဲကိုအတင်းကျပ်ကိုမှနားထောင်ခံလိုက်ပါပြီ။စုပမှုကတော့သူ့ကိုသဘောကျပြီးတော့တကယ်တော်တဲ့အတွက်ကိုမှသူ့ရဲ့အသိပညာအလုံးကိုဝေမျှနိုင်ကြောင်းပြောပြီးဂိင်းနဲ့အတူအရက်တလိုက်ပါပြီ။ ောက်ပိုင်းတော့ခန်းထဲမှာမစ္စတာကေဟာစပိုမူကပေးလိုက်တဲ့စာအုပ်တွေကိုကန်ပြီးတော့ပြန်လာတာကိုအန်နုံကတော့အံ့ဩသွားခဲ့ပါတယ်။အန်နုံကလည်းတင်ယူဖို့စာအုပ်တော့ကိုရေးသွားတော့မှပဲမစ္စတာကေဟာအခန်းထဲကဆက်ပြပူပေါင်းတွေကိုအသုံးပြုပြီးတော့လက်ကွက်တစ်ခုကိုပြုလုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူဟာပိုင်လုံးတန်တွေကိုထတ်ကြလိုက်တဲ့အခါမှာတော့စုံစမ်းဖို့ကိုအခန်းထဲကနေကိုထွက်သွားခဲ့ပါပြီ။တကားကိုတောက်ခတ်ပြီးသွားတဲ့နောက်မှာသူဟာစုညံတန်ကိုထတ်ကြရလို့နေရနှစ်ဖက်စလုံးကိုတစ်ချိန်တည်းမှာပဲထိတွေ့ဖို့လက်နှစ်ဖက်ကိုဖြန့်တန်းကြည့်လိုက်ပေမဲ့မရခဲ့ပါဘူး။ အဲနောက်မှဆိုရင်တော့ပြည်ရေချိုးကန်းတဲ့ကိုသွားပြီးတော့ privacy အတွက်ကိုတကားကိုပိတ်လိုက်ပါတယ်။ရုတ်တရက်ဆိုလိုပဲတကားခောက်တယ်စတင်ထွက်ပေါ်လာခဲ့ပြီးတော့ Mr. K ကအထဲမှာလူရှိတယ်လို့မပြောမချင်းကိုမှရှင်းမသွားပါဘူး။အဲနောက်အတန်တစ်ခုကထွက်ပေါ်လာခဲ့ပြီးတော့ K ဟာလည်းတကယ်လို့ဟောက်မဟုတ်နဲ့သူဟာ condition ဆိုတဲ့ကောလာဟာလာတွေမှန်တလားဆိုပြီးတော့တီတိုမေးမြန်ပါတယ်။အချိန်သေးမရှိတော့ဘူးဆိုပြီးတော့အတန်ကပြောတဲ့အခါမှာတကားအောက်ခြေကအဖုံးကိုတွန်းဖွင့်လိုက်ပြီးတော့လက်တွေအများပြားအထဲကိုရောက်လာခဲ့ပါတယ်။ Mr. K ကသူ့လူမားနေကြောင်းပြောရင်းနဲ့သူတို့ကိုကန်ပြီးတော့ထုတ်လိုက်ခဲ့ပါတယ်။ ဒါပေမဲ့လို့လက်တွေကသူ့ရဲ့ခြေထောက်ကိုဆက်ပြီးတော့ဆွဲနေခဲ့ပါတယ်။ကီကတော့ငါဘယ်သူမှမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်မှပဲလက်တွေကပျောက်ကွယ်သွားခဲ့ပါတယ်။ကြောက်ရွံ့ပြီးတော့စိတ်တွေရှုပ်ထွေးနေတဲ့သူဟာလေညာကိုရေချိုးကန်းထဲမှာပဲကုံဆုံးမှုကိုဆုံးဖြတ်လိုက်ပါတယ်။မနိုင်ရောက်တော့အန်တွန်ကတော့သူ့ကိုအလုံးအတွက်ကိုလာခေါ်ပြီးတော့မစ္စတာကီဟာအော်ဝင်ခဲ့ပါတယ်။အရင်တော့ကေဟာကေဒရှင်ဆိုတဲ့စကလုံးကဒီနေရာတွေမှာလဲပေါ်လာတာကိုတတိထားမိလိုက်ပါတယ်။အန်တို့ကတော့ဖြစ်စည်းတဲ့သူတွေရဲ့စားနာမှုလို့ပဲထင်ပြီးတော့နှစ်ယောက်သားကတော့မိဖို့ကြောင့်စီကိုတွားကြပါတယ်။ အလုံးလုံးနေတော့မှာဆိုရင်ပဲအန်တွန်ကတော့သူဟိုတယ်မှာ9ရက်ရှိပြီဖြစ်ကြောင်းနဲ့နောက်ဆုံးအပြင်ထွက်ခဲ့တာဘယ်တော့ကမှန်ကိုမှမသိတော့တဲ့အတွက်ထွက်ပေါက်ကိုလည်းမသိကြကိုဝင်မြခဲ့ပါသည်ထွေချိန်မှာပဲခွေးက K ရဲ့ခြေထောက်နားကိုပေါ်လာပြီးတော့မကြခင်မှာပဲမန်နေဂျာမိဖို့ရောင်းတဲ့ကိုဝင်လာခဲ့ပါသည်မစ္စတာ K ကသူမကိုလိုက်ဖို့ကိုစ조사ပေမဲ့အနေငယ်ကိုလှည့်ပတ်ပြီးသွားတဲ့နောက်သူမကိုမမြင်တော့ပါဘူးအနည်းနောက် K ဟာလည်းစဖို့မှုရဲ့ရုံးခန်းစီကိုသွားပြီးတော့တစုံတစ်ယောက်ကသူ့ကိုအပြင်ထုတ်ပြစ်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ပဲအလုံးထွက်ဖို့ကို조사လိုက်ပါသည် ။ဒါပေမဲ့လို့စပိုမူကတော့သူ့ကိုနေစေချင်လို့ယာရူတိုကန်လန်ပေးလိုက်ပါရီ။ကီကတော့ညှင်းဆုပ်လိုက်တော့စပိုမူကတော့ငိုပြီးတော့ဒူးထောက်ကတောင်းပန်လိုက်ပါရီ။ထူထူကတော့မစ္စတာကီကိုပွေးဖက်ပြီးတော့သူ့ကိုယုံကြည်ဖို့ကိုတောင်းဆိုလိုက်ပါရီ။စပိုမူကတော့ကီကိုမိဖို့ကြောင့်လည်းကသူ့ရဲ့နေရာအသေးစီကိုခေါ်သွားခဲ့ပြီးတော့ပို့ပြီးတော့လှတဲ့အုတ်ထုပ်တစ်ခုကိုပေးလိုက်ပါရီ။ဒီနေရာကအန်တွန်ကိုမနာလို့ဖြစ်စီပါရီ။အလုံးစင်ပြီးတဲ့အခါမှာမစ္စတာကီဟာလည်းဒေါသထွက်နေတဲ့အန်တိုနက်စကားပြောဖို့ကိုကြိုးစားပါတယ်။အန်တိုကတော့ကေးဟာထိတ်ဆုံးကိုရောက်ဖို့ပဲစိတ်ဝင်စားပြီးတော့ဒီလိုမျိုးလုံးနေစင်မှာ သူ့ကိုဘသူကောင်းမှနင်းချိတ်သွားလဲဆိုတာကိုဂယူမဆိုင်ဘူးလို့ထင်နေခဲ့ပါတယ်။ကီဟာတို့သူ့ရဲ့ဟိုတယ်ခန်းထဲမှာအိဖုကိုဆုံးဖြတ်လိုက်ပါတယ်။အခန်းသောနေရာတွေထဲမှာပိုင်လုံးတန်တွေကိုလည်းဆက်ပြီးတော့ကြားနေရစေပါ။ဖြစ်နိုင်ချေရှိတာကြောင့်ပဲသူဟာလေပရင်ပေါက်ကနေတကားထီကိုမှဂျိုးတစ်ချောင်းကိုတင်းတင်းကိုမှဆွဲချထားခဲ့ပါတယ်။နောက်နေ့မနေ့မှဆွေးနွေးပြင်ဂျိုးကတော့ရော်ရဲနေတာကိုသူကတော့တွေ့လိုက်ရပါတယ်။ဆလိုတာကတော့အခန်းဟာပို့ပြီးတော့ကျင်းလာနေတာဖြစ်ပြီးတော့စူညာတန်တွေကလည်းနေရာတွေရွေလျားနေတာဖြစ်ပါတယ်။သူဟာအန်တိုကိုဟိုတယ်ကကြုံနေကြောင်ပြောဖို့ကိုအလင်းစလိုသွားပါတယ်။ သူရဲ့လက်နက်ဖက်စလုံးကနေရက်နက်ဖက်စလုံးကိုတချိန်တည်းမှာထိနိုင်ကြောင်းပြသပြီးတော့တက်တည်ပြလိုက်ပါတယ်။အန်တို့ကတော့သူ့ကိုမယုံကြည်ခဲ့ပေမဲ့လို့မိဖို့ချောင်ကိုသွားတဲ့အခါမှာနေရာလို့မရှိတော့တဲ့အတွက်လုံအောင်ကိုမှရှုပ်ထွေးနေတာကိုတွေ့ရပါတယ်။မစ္စတာကေကတော့စပို့မှုကိုဟိုတယ်ကိုရှေ့ပြောင်းတင်ကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့လို့စပို့မှုကတော့အဲ့တယ်ရဲ့အတွက်ကိုချက်ပြုတ်ရမယ်လို့ပြောပြီးတော့ညှင်းဆုပ်လိုက်ပါတယ်။ဂျီနီယန်ကကေကိုဒေါသထွက်စေပြီးတော့စပွဲဘော်ကိုခုံတက်ပြီးတော့ဝန်ထမ်းတွေကိုဘာဖြစ်နေသလဲဆိုတာကိုရှင်းပြဖို့အော်ပစ်လိုက်ပါတယ်။ဝန်ထမ်းတွေကတော့သူတို့ရဲ့ဒေဝရီကိုရိုက်ခတ်နေတော့မှပဲမစ္စတာကေဟာ ဇပွဲတစ်လုံးကနေပြီးတော့တစ်လုံးကိုခုံဆင်းပြီးတော့သူတို့ရဲ့အသက်တွေဟာတန်ဖိုးမရှိဘူးလားဆိုပြီးတော့မေးလိုက်ပါရင်ထွေချိန်မှာပဲစပုတ်မှုကရင်မက်နာခြင်းမူခန့်စားရပြီးတော့ရိုင်းနေသွားပေမဲ့သူ့ရဲ့ဝန်ထမ်းတွေကိုမစ္စတာကေကိုမိဖို့ကြောင့်တဲ့ကနေကိုကန်ထုတ်ဖို့ကိုအမိန့်ပေးလိုက်ပါရင်ကေကိုရှောင်းလန်းလေးကိုပြစ်ထဲလိုက်ခဲ့ပြီးတော့သူကတော့အထဲမဝင်နိုင်အောင်လို့မိဖို့ကြောင့်တကားကိုတောက်ခတ်လိုက်ပါရင်အဲ့နောက်မစ္စတာကေဟာအဖွားရီကိုလိုက်ရှာရမှလည်းဧည့်သည်အလုံးဟာသူတို့အခန်းတွေထဲမှာမဆန့်တော့တဲ့အတွက်ရှောင်းလန်းလေးကိုပရီဘောကတွေထားခဲ့တာကိုတွေ့လိုက်ရပါရင် ကီကတော့အဖားတွေကိုသူတို့ရဲ့ဆိုဖာကိုအပြင်ထုတ်ရမှာကုညီပေးပြီးတော့သူတို့ကဟိုတယ်ထဲမှာဖျားရှစ်ခိုးနေခြင်းအကြောင်းကိုပြပြလိုက်ပါတယ်။အဒီနောက်အဖားတွေကသူတို့အခန်းထဲကိုပြန်သွားခဲ့ပြီးတော့တချင်းတွေဆိုရင်းနဲ့အကျယ်ကြီးကိုမှတေးဂီတာဖွင့်ထားကြပါတယ်။သူရဲ့ခန်းထဲမှာမစ္စတာကီဟာစုညံတဲ့တွေဆုလာတာကိုကြားနေရတော့မှပဲအန်ဇွဲတွေကမြေပုံတစ်ခုကိုတွေ့လိုက်ရပါတယ်။တီဝမ်ကကကာနဲ့အတူရှောင်းလန်းကိုချီတက်လာခဲ့ပါတယ်။မိဘကြောင့်ဝန်ထမ်းတွေကတော့သူတို့ရဲ့ကရီးယားတွေနဲ့ဂီတာဖန်တီးနေပြီးတော့မန်နေဂျာတော်မှလိုက်ကနေပါတယ်။ တစ်ခုကကြိုပြီးတော့ဝါပိပါပေါ်ကိုရေတွေကဆင်းထွက်လာကကီးရဲ့ခေါင်ကပောက်ကွဲထွက်တော့မလို့ကိုခန်းစားရပါတယ်။ကျုံလာတဲ့အတွက်နေရန်တစ်ခုကအကွဲသွားခဲ့ပြီးတော့ကီးရဲ့အခန်းထဲကပရင်ပေါက်ကလည်းယုတ်ရဲဆိုသလိုပောက်ကွဲသွားတဲ့အခါမှာသူကတော့လေချသွားခဲ့ရပါတယ်။စုညံတန်တွေအားလုံးရက်သွားတဲ့အခါမှာမစ္စတာကီဟာကွဲနေတဲ့မှန်ကန်နေတဲ့ဆင်ဟိုတယ်ရဲ့တခြားသောနေရန်တွေကိုကြည့်လိုက်ပါတယ်။ဒီချိန်မှာပဲတခြားသောပရင်ပေါက်တွေအားလုံးကပောက်ကွဲကုန်ပြီးတော့သူ့ကိုခရင်ပေါ်ကိုပြန်ပြီးတော့ပြစ်ချလိုက်ပါတယ်။ ဒီနောက်မစ္စတာကေဟာလည်း PK ကိုအသုံးပြုပြီးတော့မြေပုံကိုနေရာမှာချိန်ဆွဲကာသူကိုယ်တိုင်ဆွဲထားတဲ့လေးပုံတပုံပုံဆွဲထားတဲ့စာရွက်ကိုထပ်ပြလိုက်ပါတယ်။အခန်းကကြုံသွားတဲ့အတွက်ကိုပရီဘော့ကတချို့ကိုပရီဘော့ကနေကိုလွတ်ပြစ်လိုက်ပြီးတော့မြေပြူခဲရှုဖို့ကိုပီရိုစီကိုတွားလိုက်ပါတယ်။အဲဒီနောက်မှာဆွမ်းတော်ဖြစ်သူဟာအပိုင်းတွေကိုစတင်စူးစမ်းကာနေရံတွေနဲ့ကြမ်းပြင်းတွေကိုမြေပြူခဲနဲ့ကိုမှတ်သားထားပါတယ်။မဆုဆောင်တဲ့မှာပုံစံတစ်ခုကိုဆွဲပြီးတော့စာမျက်နှာတွေကိုသူ့ရဲ့မြေပုံတွေကိုထပ်ပြဖို့ကိုစီစဉ်လိုက်ပါတယ်။တူလောင်ကန်တဲ့တစ်ခုမှာဆွမ်းတော်ဖြစ်အစားအစာတချို့ကိုတွေ့ရပါတယ်။ ထွေရှင်မှာဆိုတော့ပြန်သူမိဖို့ကြောင့်ကိုချောင်းကြည့်ပေးမယ်လို့မလင်နာကတော့သူ့ကိုထပ်သွားအောင်လို့ကိုမျက်ဆောင်ထိုးလိုက်ပါတယ်။မိဖို့ဟာမဖြစ်နိုင်တော့တဲ့အရွယ်စားထိကိုမှဆက်ပြီးတော့ကြီးလာခဲ့ပြီးတော့ဒါဟာလေးမစ္စတာကေကိုအရန်ကိုမှစိတ်တက်ကြစေပါတယ်။စိတ်ပီစမှုကိုဖြေရှင်းဖို့အတွက်ကိုသူအရှုံးမပေးဘူးဆိုပြီးတော့ပြင်ပေါက်ကနေအော်ဟစ်ပြနေပါတယ်။အချင်းတွေကြာလာတဲ့အများကတော့ပရီဘောကတွေဟာပို့ပြီးတော့များလာတာကိုရှောက်လန်းတွေမှတွေ့ရပါတယ်။နောက်ဆုံးမှာတော့မစ္စတာကေဟာမန်နေဂျာရဲ့ခွေးကိုတွေးလိုက်ရပြီးတော့ခွေးကနေရန်ကိုရက်နေပါတယ်။ ထွေးချိန်မှာပဲမိကပြတ်သွားခဲ့ပြီးတော့မစ္စတာကီဟာလည်းမှောက်မဲထဲမှာတယောက်တည်းကျန်နေခဲ့တယ်လို့ထင်နေတော့ဓမီတစ်ခုကသူ့ကိုအာအတင်သွားစေခဲ့ပါတယ်။သူကတော့အခုခရင်အောက်မှာတွေ့ခဲ့ရတဲ့လူကြီးဖြစ်ပြီးတော့အခုဓမီကိုမြေမြပေါ်ကိုပြစ်ချလိုက်ပါတယ်။ကီကီကတော့ဓမီကိုကောက်လိုက်တဲ့အခါမှာပဲလူကြီးကပျောက်ကွယ်သွားခဲ့ပါပြီ။မစ္စတာကီဟာလည်းစက္ကန့်အနည်းငယ်ကြာပပက်လေးကြည့်ရှုလိုက်တဲ့အခါမှာမိပြက်လာတဲ့အခါမှာဆန်တော်ပြင်ရှောင်းလင်းရဲ့အဆုံးမှာလူကြီးကိုထပ်ပြီးတော့တွေ့လိုက်ရပါတယ်။သူဘလောက်ပဲမိကုန်းနေမိမိထိုသူကစကားပြတ်မပြောခဲ့ပါဘူး။ မစ္စတာကေကသူ့ကိုချင်းကပ်ဖို့ကိုကြိုးစားရင်းနဲ့နောက်ကိုပြန်ပြီးတော့ဆုတ်သွားခဲ့ပါ යි နောက်ဒီနေ့မနေ့မှာတော့မစ္စတာကေဟာအဲ့ရတဲ့ကိုနိုးထလာခဲ့ပြီးတော့သူ့ရဲ့ချက်ထောင်နားမှာလူကြီးအိပ်ပျော်နေတာကိုတွေ့လိုက်ရပါ යි သူနှိုးဖို့ကိုကြိုးစားခဲ့ပေမဲ့လူမရပါဘူးနောက်ပိုင်းမှာကေဟာလည်းသူ့ရဲ့မြေပေါ်ပေါ်ကိုဆက်လုံနေတော့လူကြီးကသူ့ရဲ့နောက်ကိုလိုက်နေပြီးတော့ကေကမော်တခုပေးတာကိုလက်ခံပြီးမှနောက်ဆုံးထွက်သွားခဲ့ပါ යි ထွေချင်းမမစ္စတာကေဟာဆန်တော့ဖြစ်နေရပေါ်ကအကွဲကြောင်းတွေထဲမှာကြောက်စရာကောင်းတဲ့ရွေးဖြင့်တိုင်တွင်လှုပ်ရှားနေတာကိုတွေ့လိုက်ရတော့ကြောက်လန့်တုန်လှုပ်သွားခဲ့ရပါ යි သူ့ဝေါ်ပိပါတွေကိုဆဲခွာလိုက်တဲ့အခါမှာပဲရွက်ဖြင့်တိုင်တွေနဲ့လှုပ်ထားတဲ့ထိုးဆန်းတဲ့တက်ရှိတစ်ခုကိုတွေ့လိုက်ရပါတယ်။ကေကတော့သူ့ကိုထိုးလိုက်တဲ့အခါမှာသူတို့လေးတွေကလူလိမ့်သွားခဲ့ပြီးတော့အဆောင်တစ်ခုလုံးကိုတုံ့ကားစေပါတယ်။ဒီနေရာတွေကိုခန်းစားမိတဲ့မန်နေဂျာကတော့အကြောင်းရင်းကိုပဲစတင်ပြီးတော့ရှာဖွေခဲ့ပါပြီ။ဘာတစ်ခုကလည်းကြိုးစားတဲ့အတွက်ကိုမစ္စတာကေဟာရှောင်းလန်ကနေကိုထွက်သွားဖို့ကိုဆုံးဖြတ်လိုက်ပါပြီ။ကက်တင်ရှင်ဆိုတဲ့စာလုံးကိုထပ်သွေ့ပြီးသွားတဲ့နောက်ကေဟာလည်းသူ့ရဲ့ခန်းထဲကိုပြန်လာခဲ့ပြီးတော့အဲ့ဒီမှာလူကြီးစောင့်နေတာကိုပါတွေ့ရပါပြီ။ ကီဟာဆွန်တော့ပြင်အရဲတချို့ကိုတောက်ပြီးတော့ကင်းလင်းလိုက်တဲ့အခါမှာဂရင်နာမှမိသားစုတစ်ခုလုံးထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ပင်မာလန်တခြားမှဆွန်တော့ပြင်မန်နေဂျာဟာတက်ရှိကိုနေရာမှာဆက်ရှိနေအောင်လို့ကိုကူညီဖို့ကြိုးစားပါတယ်။မစ္စတာကီဟာအေရီးယားကိုမြေပုံထဲကိုပြန်ဆွဲဖို့ပြန်သွားတဲ့အခါမှာရှောင်းလန်းတွေထဲမှာလူအများကြီးကိုတွေ့ရပြီးသူတို့အားလုံးကတော့သူ့ရဲ့နောက်ကိုစတင်ပြီးတော့လိုက်လာခဲ့ကြပါပြီ။သူတို့ဟာဖျားသခင်ပေးဖို့တဲ့ကန်ဒီရှင်လိုမျိုးသူတို့ကိုထိတွေ့ဖို့ကိုကြိုးစားနေကြတာပါ။သူကတော့ဒေါသထွက်ပြီးတော့သူတို့ကိုရတန်းဘောကိုအဟိပီသွားတဲ့နောက်မှာဆင်တော့ပြင်းသူတို့ရဲ့ကိုးကွယ်မှုကိုအတုံးပြုတ်နိုင်ကြောင်းသဘောပေါက်သွားခဲ့ပါတယ် Mr. K. Hasan တို့ဖြင့်ဆောင်ရွက်နေမြေပြူကလေးတွေကိုပေးပြီးတော့မြေပုံဆွဲဖို့ကိုကူညီပေးဖို့ပြည်သက်ကိုတောင်းဆိုလိုက်ပါတယ်။သူတို့အားလုံးကတော့အဟိပေးပြီးသားနေနောက်မှာဆန်တော့ဖြင့်ကွဲကွာသွားခဲ့ကြပါတယ်။အဲဒီနောက်မှာဆန်တော့ဖြင့် K ဟာလည်း pre-book ပုံပေါ်တက်ပြီးတော့ manager ကိုတွေးလိုက်ခဲ့ရပေမဲ့သူကတော့ချော်လဲပြီးတော့ခေါင်းထိထားတဲ့အတွက်ကိုသတိလည်သွားခဲ့ရပါတယ်။ခဏကြာမှဆင်တော့ဖြင့် K ကတော့နိုးလာခဲ့ပြီးတော့သူ့ရဲ့ခန်းထဲကိုပြန်ရောက်တဲ့အခါမှာပရိသတ်ကသူ့ရဲ့အစားအစာတွေအားလုံးစားထားတာကိုတွေ့လိုက်ရပေမဲ့မြေပုံကတော့တစောင်းမကိုဆွဲမထားခဲ့ပါဘူးလူတယောက်က K ရဲ့သဘောတန်ကိုတော့မှတုံနေခဲ့ပါသေးတယ် ေါက်တာထွက်နေတဲ့မစ္စတာကေဟာလည်းစီးမင်းတွေတတ်မှတ်ဖို့ကိုစူးစမ်းခဲ့ပေမဲ့လူတွေကပို့ပြီးတော့တကားနဲ့ပတင်းပေါက်ကနေဝင်လာတဲ့အတွက်ကြောင့်သူကတော့လက်လွေရှူလိုက်ခဲ့ရပါတယ်။အဲဒီနောက်မှာစနော့ဖြစ်မစ္စတာကေဟာလည်းမိဖို့ကြောင့်ကိုသွားတဲ့အခါမှာမိဖို့ကြောင့်ကရန်ကုန်မှာကြုံသွားခဲ့ပြီးတော့ရေညှိပင်တွေဖုံးနေတာကိုတွေ့လိုက်ရပါတယ်။အန်တွန်ကတော့သူ့ကိုနောက်ွက်ကနေအာအသင့်စေပြီးတော့ဘာမှကိုမဖြစ်ခဲ့တယ်လို့ဟန်ဆောင်လိုင်းကြောင့်ပြောပြီးတော့ဝင်လာဖို့ကိုဖိတ်ခေါ်လိုက်ပါတယ်။ဒါပေမဲ့လို့ K ကတော့အမှန်တရားကိုလေးလို့ရှူဖို့ညှင်းဆို့ခဲ့ပြီးတော့အန်တွန်ကတော့ K ရဲ့အမှန်တရားကသူ့ထက်ကိုမတားဘူးဆိုပြီးတော့ထုတ်ပြလိုက်ပါတယ် Mr. K ကတော့သူ့ရဲ့အခန်းလေးကိုပြန်သွားဖို့ကိုကြိုးစားခဲ့ပေမဲ့လူများကတကားကိုပို့ပြီးတော့မှုအိတ်တဲ့အတွက်ကိုမှဖွင့်လို့မရပါဘူး။ Key Hassan တို့ဖြင့်ရှောက်လန်းတဲ့မှာအိဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိတဲ့ hotel က wallpaper ကိုဆောင်ဖြစ်ကိုမှသူ့အပေါ်ချပစ်လိုက်ပါတယ်။မနေ့ရောက်တဲ့အခါမှာဖုန်းမိတန်ကြောင့်သူကတော့နိုးလာခဲ့ပါတယ်။သူ့အခန်းလေးကိုအလင်းစလိုကိုပြေးဝင်သွားပေမဲ့အိတ်တဲ့တူကဖုန်းကိုဖြည့်ပြီးတော့ချသွားတာကိုတွေ့ရပါတယ်။ကီဟာလူကိုလှုပ်ရမ်းကအရာအလုံးကိုဖျက်ဆီးခဲ့တဲ့အတွက်သူ့ကိုအပြစ်တင်ပါရင်သူ့အရန်ကိုပါအကြမ်းဖက်လွန်တာကြောင့်တခြားသူတွေကသူ့ကိုဆွဲထုတ်လိုက်ရပါတယ်။ ေကတော့သူပဲတော့မှကိုကိုကိုကယ်တင်ရှင်လို့မခေါ်ခဲ့ကြအောင်ရှင်ပြဖို့ကိုစူးစမ်းခဲ့ပေမဲ့သူကတော့လစ်လူရှုခံထားရပါတယ်။မကြာခင်မှာပဲရှောက်လန်းဟာလည်းရင်းကြီးပင်တွေဖုံးလန်းသွားခဲ့ပြီးတော့ယောနဂုံကပေါ်လာခဲ့ပါတယ်။မစ္စတာကေဟာအဲ့ဒီတရိဆန်ကသူ့ရဲ့ခီးဆောင်အိတ်ကိုတွေ့သွားကြအောင်သဘောပေါက်ပြီးတော့သူ့ရဲ့ပစ္စည်းတွေကိုအထဲမှရှာဖွေလိုက်ပါတယ်။ထွေချိန်မှာပဲခွေးကပြေးသွားခဲ့ပြီးတော့မစ္စတာကေကလိုက်သွားတဲ့အခါမှာလူတချို့နေရံတွေကမြေပြိုကလေးတွေကိုစီကြောဖြတ်နေတာကိုတွေ့လိုက်ရပါတယ်။လူတွေကတော့သူ့ကိုဆန့်ကျင်ပြီးတော့အလုံးလုံးနေတာကိုသဘောပေါက်သွားတဲ့မစ္စတာကေဟာ သူတို့ကိုအော်ဟစ်ပြီးတော့သူ့ရဲ့အခန်းကိုလိုက်သွားကသူတို့ထွက်သွားစေဖို့အတွက်ကိုတပြက်စီနဲ့လူတိုင်းကိုရိုက်နှက်လိုက်ပါတယ်။သူစိတ်ညစ်သွားတဲ့အခါမှာဆိုတော့ပြင် K ဟာလည်းဂရင်ပေါ်ကအရာတခုကိုတတိထားမိသွားပါတယ်။ဒါဟာလူတွေအရာကင်းအောင်မှဝတ်ထားခဲ့တဲ့မြေပုံအပိုင်းအစတွေပဲဖြစ်ပါတယ်။ပစ္စည်းတွေကပတင်းပေါက်ကနေကိုလင်းထွက်လာပြီးတော့ K ဟာလည်းအပြင်ကိုကြီးလိုက်ပါတယ်။အဖွဲကတခြားသောအခန်းကိုတင်ပိုက်လိုက်ပြီးတော့အပြစ်ပေးတဲ့အနေနဲ့သူ့ကိုပစ္စည်းတွေကိုပြစ်ပေါက်နေပုံရပါတယ်။ဒါကြောင့်မလို့မစ္စတာ K ဟာဂရင်ကိုမရိုက်ချိုးခဲ့ပြီးတော့ပတင်းပေါက်ကိုတတားပြားရီနဲ့ကိုကာလိုက်ပါတယ်။ အရင်နောက်မျက်နှာချက်မီကတဖြည်းဖြည်းချင်းကိုမှဝက်ဥရောကျသွားခဲ့ပြီးတော့မစ္စတာကီဟာလည်းမကြခင်ကိုရှောင်တိတ်လိုက်ပါရီညီမရီကအပေါက်ထဲကိုပေါ်လာခဲ့ပြီးတော့သူ့မြေပုံကိုပြန်ပြီးတော့ဆက်နေတော့ကော်ဖီတိုက်ပါရီနောက်ဆုံးမှတော့သူ့မြေပုံအပိုင်းအစားအသစ်လေးတွေဆွဲဖို့ပြန်ထောက်ဖို့ကိုဆုံးဖြတ်လိုက်ပေမဲ့ဒေါသထွက်နေတဲ့လူတွေကရှောင်းလန်းကိုပိတ်ဆို့ထားခဲ့ပြီးတော့အန်တိုနီမလင်ဒါကလည်းပါဝင်နေခဲ့ပါရီအဖမ်းဆီးလိုက်ပွဲဖြစ်သွားခဲ့ပြီးတော့မစ္စတာကီဟာသူ့ရဲ့ခံတဲ့ကိုအလင်းစလုပ်ကိုပြန်ပြီးကကလပ်ထိုင်းတစ်လုံးနဲ့တကားကိုပိတ်ထားလိုက်ရပါရီလူတွေကတကားကိုထုနေကြတော့မှပဲတချို့ကသူ့ရဲ့ပြင်ပောက်ကို စ္စည်းတွေဆက်ပြီးတော့ပြပောင်းနေကြပါတယ်။အဖွားကတော့ K ကိုအပြင်ထွက်ဖို့နီးလန့်ဟာသူဝင်လာခဲ့တဲ့လမ်းအတိုင်းကိုဖြစ်เสียမလို့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။ပင်မနေတဲ့ Mr. K ဟာဆိုတော့ဖြင့်အန်ဆွမ်းမျိုးမျိုးကိုဖွင့်ပြပြီးတော့သူတို့ကိုလှောင်ပြပါတယ်။ဒါပေမဲ့လို့သူဗီဒီယိုကိုရှင်းလိုက်တဲ့အခါမှာနေရပေါ်ကရွက်ပြင်တိုင်းတက်ရှိကိုတွေ့လိုက်ရတော့အရန်ကိုမှတုံ့လှုပ်သွားခဲ့ရပါတယ်။ဒီတရှိကကြောက်စရာကောင်းတဲ့ဥမေလိုင်ကောင်းတစ်ခုကိုဖန်နီးလိုက်ပြီးတော့ညီအမတွေကခန်းနာပေမဲ့ဆက်ဆုပ်ွယ်ကောင်းတယ်လို့ခေါ်ပါရင်မစ္စတာကေဟာ DNA ရေကိုယူဖို့ဆန္ဒရှိပေမဲ့အဖွားတွေကတော့သူနဲ့တူမလိုက်ခဲ့ပါဘူး။ ကျောင်းနေပေမဲ့လို့ခိုင်မာတဲ့စိတ်နဲ့ကီဟာလည်းဆက်စုပ်ဝဲရဥမင်လိုင်ကောင်းတဲ့ကိုတွားသွားပြီးတော့ဝင်သွားခဲ့ပါပြီ။အဆုံးမဆွန်တော့ဖြစ်အလင်းရောင်တစ်ခုကိုတတိထားမိပြီးတော့ထော့ပေါက်ကိုအမေပါတစ်ခုပိတ်ဆို့ထားတာကိုတွေ့လိုက်ရပါပြီ။သူ့အထဲထိကိုလိုက်သွားတဲ့အခါမှာဟိုဘယ်ချန်ကထူဆန်းတဲ့ရေပွဲလိုတရဝါတကောင်ကအတန်ပြူပါပြီ။မစ္စတာကီဟာဘာလို့ကျင်လဲဆိုပြီးတော့မေးပြီးတော့သူပါခံစားရတယ်လဲဆိုတာကိုတီးဖို့အာရုံစူးစမ်းလိုက်ပါပြီ။သူဟာပင်မနေပြီဖြစ်ကြောင်းနဲ့မကြခင်မှာပြက်စီးတော့မယ်ဆိုတာကိုသိလိုက်ရပါပြီ။ကီဟာသူ့ကိုလျှောက်ခွင့်ပေးတဲ့နယ်လို့တွေ့လိုက်ပါပြီ။ တချိန်တည်းမှာပဲပြိတက်ဟာလေတကားကိုရိုက်ချိုးပြီးတော့အခန်းထဲကိုဝင်လာခဲ့ကြပါတယ်။သူတို့ကတတော်ဝါရဲ့အတန်ကိုကြားရပြီးတော့နက်ဆီယာလိုထင်မှတ်ကဒူးထောက်ပြီးတော့ဆူတောင်းနေကြပါတယ်။မကြာခင်မှာပဲလူတွေပုံများလာခဲ့ပြီးတော့ဥမင်လိုင်ကောင်းတဲ့ကိုဝင်လာခဲ့ကြပါတယ်။သူတို့ရဲ့စိုးရွားတဲ့အပြုတ်မှုတွေကြောင့်ပဲတတော်ဝါကြီးကိုအများကြီးနာကျင်စေပါတယ်။ထိုအချိန်မှာပဲမန်နေဂျာကအခန်းထဲကိုပြေးဝင်လာခဲ့ပြီးတော့လူတွေကိုအတဲကြံဆွဲထုတ်ပါတယ်။အဲနောက်မှဆန်တော်ဖြင့်သူမကဝင်ဖို့ကြိုးစားခဲ့ပြီးကိတ်ကိုလူသက်သမားလို့ပြောလိုက်ပါတယ်။တပလူသူကတော့လစ်လို့ရှုပ်ပြီးတော့အမေပါကိုတွန်းဖက်ကတရဝါကြီးကိုအပြင်ထွက်စီလိုက်တဲ့အထိကိုမှတွန်းလိုက်ပါတယ်။ ယုဒီယက်ဆိုလိုပဲမစ္စတာကီဟာရေထဲမှာပေါ်နေတာကိုတွေ့ရပါတယ်။တရဝါကြီးကတော့သူ့ရဲ့ဘေးနားမှာပေါ်လာခဲ့ပြီးတော့သူ့ရဲ့ခြေထောက်ကိုဆွဲကင်ကအပေါ်ကအလင်းရောင်စီကိုဆွဲခေါ်သွားရင်းနဲ့ဇလန်လီကလည်းဒီမာရင်ကိုအဆုံးသတ်သွားခဲ့ရတာဖြစ်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်။ဇလန်ကောင်းလေးကိုအမြဲတမ်းတင်ဆက်ပေးမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးတွေပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်စကားကောင်းတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။